ရှင် Astro Garden Channel မှာကြိုဆိုပါရစေ Astro 2ရေယနေ့နှစ်ခတ်အစီအစဉ်ရဲ့2025ခုမေလ9ရက်နေ့အတွက်ဆောင်ရွက်ရှောင်ရွက်ဆောင်ရွက်ရမယ့်နှစ်ခတ်အချိန်ခါတွေကိုကျွန်မအင်ဒရီမိုနဲ့မတ်ရွှေယုံပြည်တို့မှတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်2025မေလ9ရက်နေ့တောက်ချာနေ့အတွက်တောက်ချာသတ္တများအတွက်ပုံမပြီးထရောက်နိုင်တဲ့ကောင်းမွန်တဲ့နှစ်ခတ်9ပါးနေ့မိမိတို့၏လုံရကိစ္စရပ်များဆောင်ရွက်နိုင်ရန်နှစ်ခတ်အချိန်ခါများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်နေ့လည်း နှစ်နာရီ9မိနစ်မှနေလေနှစ်နာရီ28မိနစ်အတွင်းမှာတော့ဖုံးကန်ချင်းမြင်မဲ့ဌာနခက်ကင်းကြောက်တဲ့ခြင်းဖြစ်ပါရဲ့ရှင်ညနေ၄နာရီ54မိနစ်မှညနေ၅နာရီ14မိနစ်အတွင်းမှာတော့စန်တာအောင်မြင်ပြီးမြစ်တားရေကန်ကောင်းမှုမဲ့ဆုံးနှက်ခက်ကင်းကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။နနက်၂နာရီ39မိနစ်မှနနက်၂နာရီ59မိနစ်အတွင်းမှာတော့ဘာပဲလှုပ်လို့မိတိလုံးကိစ္စမဆိုအထွတ်ထက်ရောက်ရှိအောင်မြင်မဲ့ activity နှက်ခက်ကင်းကြောက်တဲ့ချိန်ဖြစ်ပါရဲ့ရှင်။ နနက်2:50မိနစ်မှနနက်3:10မိနစ်အတွင်းမှာတော့ရာဒူဩဇာအာဏာချင်းမြင်မဲ့တင်းပြူနက္ခတ်ကိန်း၆ဦးတဲ့ချိန်ဖြစ်ပါရဲ့ရှင်။နနက်9:48မိနစ်မှနနက်10:10မိနစ်အတွင်းမှာတော့အင်ချမ်းမြေရောင်းဝယ်ကိစ္စရပ်များအကျိုးပြုမဲ့စင်ပြူနက္ခတ်ကိန်း၆ဦးတဲ့ချိန်ဖြစ်ပါရဲ့ရှင်။နနက်9:23မိနစ်မှနနက်9:43မိနစ်အတွင်းမှာတော့ငွေကြေးရှင်ငွေရတနာ ठी ကန်ဆယ်မှုကံကောင်းမှုစီမဲရေနာနက်ခတ်ကိန်းချောက်တဲ့ခြင်းပဲဖြစ်ပါရဲ့ရှင်။ နေ့လယ်7:00နာရီ3မိနစ်မှနေ့လယ်7:23နာရီ23မိနစ်အထိမှာတော့သာသမိရတနာထွန်းကားရရှိစီမဲ့တန်နေနက်ခတ်ကိန်းချောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်ဆက်လက်ပြီးဒုတိယခန်းကဏ္ဍအနေဖြင့်တောက်ကြသားသမီးများအပေါ်ပုံမူပြီးထိရောက်နိုင်တဲ့ဆိုရဲနှက်ခက်နဲ့ပတ်သက်တဲ့နှက်ခက်ချိန်ကားတွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ နေ့လယ်3:58မိနစ်မှညနေ4:18မိနစ်အတွင်းမှာတော့ထိခိုက်တည်ကြည်ပျက်စီးဆုံးရှုံးမှုတွေကိုဖြစ်စေနိုင်တဲ့မရဏနှက်ခတ်ကိန်းကြာရောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ညနေ6:50မိနစ်မှည9:10မိနစ်အတွင်းမှာတော့အမှုခင်းပြဿနာစိတ်ပူပန်သောကတွေဖြစ်စေနိုင်တဲ့သောကနက်ခတ်ကိန်းကြာရောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ ည7:00နာရီ4မိနစ်မှည7:24နာရီမိနစ်အတွင်မှာတော့ဆုံးရှုံးပျက်စီးမှုတွေကိုဖြစ်စေနိုင်တဲ့ဆယ်တိုင်းနက်ခတ်ကိန်းကြာရောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။နနက်3:32မိနစ်မှနနက်3:52မိနစ်အတွင်းမှာတော့မိတ်ဆွေတင်ကားဟာရီဆုံးရှုံးပျက်စီးမှုကိုဖြစ်စေနိုင်တဲ့မိတ်တုနက်ခတ်ကိန်းကြာရောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။နေ့လယ်3:32မိနစ်မှနေ့လယ်3:32မိနစ်အတွင်းမှာဆိုရင်ဖြင့်အလုတ်စီးပွားထိခိုက်ဆုံးရှုံးမှုတွေကိုဖြစ်စေနိုင်တဲ့ ပင်ကနှက်ခတ်ကိန်းစရောက်တဲ့အချိန်ပဲဖြစ်ပါလေရှင်။ယခုဖော်ပြပေးခဲ့တဲ့နှက်ခတ်ချင်းခါဆိုလို့ရှိရင်တောက်ကြသသမီးများအပေါ်ထိရောက်မှုရှိနိုင်တဲ့နှက်ခတ်ချင်းခါတွေပဲဖြစ်ပါတယ်ရှင်။ဒီနှက်ခတ်ချင်းခါတွေကိုသမီးတို့ရဲ့ဆရာဆရာဦးစရာကိုကိုယ်တိုင်မှာကိုယ်တိုင်အသေးစိတ်တွက်ချက်ပေးထားတာပဲဖြစ်ပါတယ်ရှင်။သမီးတို့ရဲ့နေ့နေ့နှက်ခတ်ချင်းခါတွေအပေးပေးကြတယ်မိဘတွေများကိုကျေးဇူးတင်ပါတယ်